မင်္ဂလာပါဂျပန်စကားပြောဆိုမင်းမောင်ဒီနေ့ကတော့ဗောလေဂျပန်မှာစံသေးတွေဘာကြောင့်တက်တာလဲဆိုတဲ့ကောင်းစင်နဲ့ပြောသွားမယ်ဗောလေဂျပန်မှာစံသေးတွေရန်တက်တယ်ဗောလေဘယ်လောက်တက်လဲဆိုရင်2020ခုနှစ်အဲ2020ခုနှစ်က2023ခုရဗောလေအဲ9ကီလို1600နဲ့1000ပါဝင်ကြရနေပြီတော့ အဲ2020 2025ပေါ့လေ2024ခုနှစ်လပိုင်းလောက်ကနေပြီးတော့2025သုံးလပိုင်းအထိပေါ့လေခီယိုအဲ၄လောက်ကျော်တက်သွားတယ်ပေါ့လေ၄၁၀၀82ရံပေါ့လေ2025ပေါ့လေသုံးလပိုင်း16ရင်းဒီမှာ၄၁၀၀82ရံဖြစ်သွားတယ်အဲ့တော့2024သုံးလပိုင်းနဲ့ရှင်ရင်သုံးလပိုင်းတော့2000လောက်ပဲရှိတာဟုတ်2000ပေါင်းဝင်းလောက်ပဲရှိတယ်အဲ့ဒါနဲ့ပြီးတော့၄၁၀၀ကျော်တက်သွားတယ်နှစ်ဆတက်သွားတယ်5ကီလိုပေါ့လေ5ကီလိုနှစ်ဆတက်သွားတယ် အဲ့ဒါဘာကြောင့်တက်တာလဲပေါ့လေဘာကြောင့်တက်တာလဲဆိုရင်အချောင်းအမျိုးမျိုးကြောင့်တက်တယ်ပေါ့လေအချောင်းမျိုးမျိုးကြောင့်တက်တယ်ဓမ္မတိကပေါ့လေအပူလွန်ရာဒီဥရုကြောင့်ပေါ့လေဆံကောင်းထွက်နှုံလူတွေစားတဲ့ဆံပေါ့လေထွက်နှုံနေသွားတယ်အဲနောက်တစ်ခုကရန်စည်းကျပြီးတော့ပေါ့လေကုန်ကျစည်းဒီစည်းတက်တယ်လေကုန်ကျစည်းဒီစည်းတက်တယ်ဆိုတော့အဲရထုံဇက်တို့မာအဲစီတို့အဲနောက်ပြီးတော့အဲဓမ္မယောသားတို့ပေါ့လေ ဲ့လိုကုန်ကြသည့်အမျိုးမျိုးကနိုင်ငံခြားဝင်ရတဲ့ပစ္စည်းတွေအကုန်လုံးများဈေးတက်သွားတယ်အဲကြောင့်ကုန်ကြသည့်ဈေးတက်နောက်တစ်ခုကပေါ့လေအစိုးရရဲ့ layer စီမံကိန်းကြောင့်လည်း ပါဝင်နေပေါ့လေအစိုးရရဲ့လေယာစီမံကိန်းကတော့ဗလေအခုမှကောက်လုပ်တဲ့အရာတော့မဟုတ်ဘူးလေနေပေါ်နေနေပေါများသွားတဲ့အစလုပ်ရဲ့အရာဖြစ်တယ်ပေါ့လေအဲဂျပန်မှာလာနှစ်စင်နှစ်စင်လူကြီးရဲ့နေထက်နေနေထက်နေလာတယ်ပေါ့လေအဲဇမားတွေရဲ့ပြီးတော့အဲတာလုံးလေဇမားတွေကဇမားတွေအများကြီးစိုက်ပြီးတော့ပေါ့လေဆန်နေအရန်များရင်ဆန်သေးတွေကမတရားကြပါဘူးအဲ့ဒါကိုအစိုးရကမလိုချင်ဘူးပေါ့လေအစိုးရဆန်သေးမတရားကြသွားတာကိုအစိုးရလက်မခံဘူးလေအဲ့တော့ပေါ့လေအဲလေဇမားတွေကိုဇမားမဆိုင်နဲ့အခြား အစားထိုးဆိုင်အဲ့ဒါဆိုလို့ရှင်ထောက်ပံ့ရေးပေးမယ်ဆိုတော့ဆန်အစားထိုးဆိုင်ထောက်ပံ့ရေးစနစ်ကြောင်းလေပါဝင်တယ်လို့ပြောတယ်ဒီအဲ့နောက်ပြီးကိုလိုနာပြီးသွားတဲ့အတွက်ပေါ့လေဒါပြီးတာတဲ့အပြင်ရန်သေးတွေကလည်းကြားရတော့ပေါ့လေနိုင်ငံခြားကအလေလာတဲ့မျိုးတွေကဂျပန်ကအလေလာတဲ့မျိုးရန်များပြီးတော့အဲသူတို့တွေကပေါ့လေအဲငွေတုံးနေပေါ့လေအဲဂျပန်မှာအစားထိုးစားတဲ့ငွေတုံးနေပေါ့လေအဲ့အကြောင်းလည်းပါဝင်တယ်နောက်တစ်ခုကပေါ့လေ မမိလာမသိဘူးဒါပြင်လုံးမယ်ဆိုပြီးတော့ဗောလေဆန်နေစုတာဆန်နေစုတာဆိုပြီးဂျပန်နေလဲဆန်နေရန်လိုက်ဝယ်မြန်မာတွေလဲဗောလေဂျပန်မှာနေတဲ့မြန်မာတွေလဲဆန်နေရန်လိုက်ဝယ်နေဆိုတော့ကြောင့်ဗောလေအဲဆိုင်မှာဗောလေစူပါမားကတ်တွေမှာဆန်မရှိဘူးဆန်ဝယ်ခြင်းတောင်ဆန်မရှိဘူးအဲ့လိုအခြေအနေမျိုးကြုံကြုံတာမမိလာတော့အတိဗောလေအဲ့လိုမျိုးတွေဖြစ်သွားတယ်ဗောလေအဲ့ဒါကြောင့်ဗောလေစီဝိုင်းဓမ္မတွေကလည်းဆန်စည်းရဆက်တတ်မယ်ဆိုပြီးတော့ဗောလေဆန်စုထားတဲ့စီဝိုင်းဓမ္မတွေရှိတယ်အဲ့ဒါတွေကြောင့်ဗောလေဒီအချက်တွေအားလုံးက စုပြုံသွားတဲ့အတွက်ကြောင့်မလို့စံသေးရမလို့နှစ်သတ်သွားတယ်လို့ထင်ရတယ်ဟုတ်ပြီအဲ့တော့မလို့အစိုးရအနေနဲ့ဂျပန်အစိုးရအနေနဲ့ဘာတွေလုပ်လဲဒီစံသေးမတရားနှစ်သတ်သွားဟိုသူအနေနဲ့လက်ပတ်ကြီးကြည့်နေလားဆိုတော့အဲ့လိုပေါ့ပေါ့လေအဲဆေးဖူဘီချကူမိုင်လို့ခေါ်တယ်ပေါ့လေအစိုးရတိုင်းစီးထားတဲ့စံဂျပန်အစိုးရက သူနိုင်ဟိုဘာလဲတခုခုဖြစ်ရင်ဘာလဲသူနိုင်ငံသူနိုင်ငံတခုခုဖြစ်ရင်အရေးပေါ်အခြေအနေတခုခုဖြစ်ရင်သူအနေနဲ့ထုတ်ပြီးတော့ထုတ်ထုတ်ပြီးတော့ပေးဖို့တော့ဘာလဲအစင်းစုဆောင်ထားတဲ့ဆန်ဆိုတာရှိတယ်။အဲ့ဒီဆန်တွေကိုထုတ်ရအောင်ပေးထုတ်ရအောင်ထုတ်ရအောင်ပေးတာကအဲအခု3လပိုင်းဘာလဲ2025 3လပိုင်းမှာ2ချိန်ထုတ်ရအောင်ဒီ2ချိန်ထုတ်ရအောင်ပမာဏအပြည့်အဲ2သိန်း1000 2သိန်း1000တန်ဘာလဲ2သိန်း1000တန်ထုတ်ရအောင် ဒီအဲ့ဒါကိုလေ9လပိုင်းအထိပေါ့လေ2025 9လပိုင်းအထိလာစဉ်လာစဉ်ထုတ်ကြအောင်ပေါ့ဒီအဲဘာကြောင့်9လပိုင်းလဲဆိုရင်10လပိုင်း9လပိုင်း10လပိုင်းမှာဆန်တစ်ထွက်ဆန်တစ်ထွက်အဲ့တော့စိတ်ဒီဆန်တစ်မထွက်ခင်ကြားထဲမှာအစိုးရကဒီမှာတင်ထားတဲ့ဆန်တွေသူတင်ထားတဲ့ဆန်တွေကိုထုတ်ကြအောင်တော်ပြီးထောက်ပံ့ကြီးလေးပေးရပေါ့လေဝင်ဝင်နေတဲ့လူတွေကိုထောက်ပံ့ကြီး3000ပေးတယ်ထောက်ပံ့ကြီးလက်ထက်ကိုရတဲ့လူတွေအများကြီးရှိပြီထင်ပါတယ်ဒီအဲ့ဒါအပြင်ပေါ့လေဆက်ပြီးတော့ပေါ့လေ အဲနောက်တစ်ချိန်နောက်ပန်းကြီးရှိရပေါ့လေ4000နဲ့10000ကြားလို့တရင်နေနေမှာရေးထားတယ်ပေါ့လေအဲဘလောက်အတိကျဖြစ်မလဲဆိုတာမသိဘူးပေါ့လေဒီတစ်ခေါက်ကတော့လေဝင်ဝင်နဲ့မဆိုင်မင်းနဲ့ပေါ့လေရှေ့အဲဝင်ဝင်နဲ့မဆိုင်မင်းဝင်ဝင်နဲ့ဒီဖြစ်စမှာညာဒီဖြစ်စေတရက်ကို4000နဲ့10000ကြားရမယ်လေတရက်ကိုရတရက်ကိုအရင်တော့အမှတ်မိတယ်ဒီကိုလိုနာစဖြစ်တော့တရက်ကို10000ကြီးရတယ်အဲ့ဒီအတိုင်းပဲပေါ့လေတရက်ကို4000နဲ့10000ကြားရမယ်လေအဲ့ဒါတော့အတိအကျတော့မသိသေးဘူးလေအဲ့လိုမျိုးဂျပန်ဆိုရအနေနဲ့ထောက်ပံ့ကြီးနေတယ်ပေါ့လေ တော့ဗန်ဂျီဒီနဲ့လေဒီဘယ်အဲထောက်ကန်ထားပြီးနေလေဒါကြောင့်မို့လေဒီလောက်ကြီးပေါ့လေဒီဒီစံသေးရမတရားတိတက်ပို့ပြီးတော့မတရားဆက်တက်ပို့ဆိုတာရောကျွန်တော်စိတ်ချင်ကျွန်တော်တယောက်တည်းစိတ်ချင်ပြောရမယ်ဆိုလို့ရှိသိမရှိတော့ဘူးလို့ထင်တယ်ပေါ့လေအဲစံသေးကတည်ငြိမ်သွားမယ်ငြိမ်သွားမယ်ပေါ့လေငြိမ်သွားမယ်နည်းနည်းလေးအောင်ကြာလာနိုင်တယ်ပေါ့လေအဲ့လိုမျိုးလို့ထင်တယ်ပေါ့လေ မျိုးတော့ထင်တယ်ဗျာဂျပန်အစိုးရအနေနဲ့နောက်ပြီးတော့ဗျာဂျပန်နိုင်ငံကိုဆန်သွင်းမဲ့စကားဆက်သွားလို့ဗျာဂျပန်နိုင်ငံကိုနိုင်ငံသားအနေနဲ့ဆန်သွင်းမဲ့ဆိုလို့ရှိရင်ဂျပန်အစိုးရအနေနဲ့စံတကီလို340တရံအခွန်ကောက်တယ်အဲ့တော့မြန်မာနိုင်ငံပဲပြည်ထိုင်ရလို့ပြည်လို့လေမြန်မာဆန်ဂျပန်ကိုဆန်တွင်းမဲ့ဆိုလို့ရှိရင်တကီလို340တရံခွန်ကောက်တော့10ကီလိုပဲဟုတ်ဘူး340နဲ့30ပေါ့လေရံ30အခွန်ကောက်တယ်လေအဲ အဲ့တော့လေအလွယ်တကူစံသွင်းလို့ရမလို့ဖြစ်နေလေဒီမှာအစိုးရအနေနဲ့ပေါ့လေစံသွင်းမတရားကျသွားမှောက်လေစိုးရိမ်နေလို့အခုမတရားတက်နေပေါ့လေနှစ်ဆတက်နေလေနှစ်ဆတက်နေတဲ့ဆိုပေါ့လေနှစ်ဆတက်နေတာကိုလေသူ့အနေနဲ့တစ်ခုခုလုပ်ကိုလုပ်ရမယ်လေမလုပ်ရင်လည်းပေါ့လေတိုင်းပြည်သားတွေကခံတော့မှာမဟုတ်တော့ဘူးလေဒီတက်ပို့ပြီးတော့စံသွင်းမတရားပြစ်ဆက်တက်နေတယ်ပေါ့လေအဲပါဒွိမောက်တာလို့ရှင်ပူတာလို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေအဲ့ဒါကြောင့်ပေါ့လေအဲအစိုးရအနေနဲ့ပေါ့လေဒီတက်ပို့ပြီးတော့တစ်ခုခုလုပ်ပေးလိမ့်မယ်လို့ထင်တယ် ဒီနေ့နဲ့ပတ်သက်ပြီးတော့ခေါ့လေနားမလည်တာစီလို့ကျွန်တော်မေးလေပေါ့လေကျွန်တော်လည်းဒီလောက်ကြွန့်ကျင်တဲ့ကိစ္စမဟုတ်တဲ့ကြောင်ပေါ့လေကျွန်တော်တတိုင်းလောက်တော့စူးစမ်းပြီးဖြေသွားပြီလို့ပေါ့လေအဲမဖြေနိုင်တဲ့ဟာလေးအစီလေးခွက်လိုက်ပါဒီခေါ့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်အဲနောက်ပြီးတော့ဗလိနှုတ်ထပ်ပြင်းစေဝေစားမှုလည်းပြီးတဲ့တော့ဗလိနှုတ်ထပ်ပြင်းစေထုတ်ချင်တဲ့ဒီလေးဆက်တယ်ပြပါခင်ဗျာအစောအထိကြည့်ပြီးရတဲ့ကျေးဇူးတင်ပါတယ် bye bye